ားလုံးပဲမင်္ဂလာပါနောက်တစ်စီ YouTube channel ကနေကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ဖတ်ပြပေးမှာကတော့စိုင်းစရာမောင်သားချိုရေးသားထားတဲ့အနာဂတ်ဝတ်ကြများဆိုတဲ့စာအုပ်လေးတွေကနေ့စဉ်ဘဝတွေက နောက်ထပ်ထမင်းအတင်များဆိုတဲ့စောင်းပါလေးပဲဖြစ်ပါတယ်နားတော်တာဆင်ပေးကြပါအောင်ခင်ဗျာနေ့စဉ်ဘဝတွေက နောက်ထပ်ထမင်းအတင်များ ါကရန်ကုန်မြို့ထွန်းသွားလိုင်းကားတစ်စီးပေါ်မှာကျွန်တော်လိုက်ပါလျက်ရှိပါသည်ကားကဒိုင်နာကားဖြစ်ပြီးတာကိတမှနေ၍တင်ကန်းကျွန်းတောက်ကလာမြောက်ကလာတို့ကိုဖြတ်ကာမြောက်တကုံနဲ့အထိပူဆောင်ပေးသည့်ခီးစဉ်ဖြစ်ပါသည်ထိုနေ့ကကျွန်တော်စီလာသည့်ကားသည်ចောင်းချင်းယုံချင်းလွတ်နေလို့လားမသိတော်တော်ကလေးကိုလူချောင်ပါသည်အလယ်နဲ့တွင်မတက်လိုက်ပါလာသည့်ခီးစဉ်မပါရှိုံမကား ဘေးနဲ့နှစ်ခုမှာပါချောင်ချောင်ကြီးကြီးဖြစ်နေပါသည်တို့ဖြင့်မှတ်တိုင်တစ်ခုတို့ရောက်တော့အခါနောက်မှတ်တိုင်တွင်စင်မီအမျိုးသမီးတယောက်ကျွန်တော်မျက်နှာချင်းဆိုင်ထိုင်ကုန်တန်းမှနေ၍မှတ်တက်ထားရပါသည်သို့တော့ဒုက္ခပါပဲဟုသည့်ညီတော်သားနှင့်သူသူထမိန်နောက်ကျောဘက်ကို သူပြန်ဆန့်ကြည့်ကာပြန်ထိုင်သွားပါသည်ထို့နောက်မှာတော့ထိုင်ကုန်ကိုပြန်ငုံကြည့်ထမိန်ကိုပြန်လှည့်ဝဲထမိန်ရဲ့ပြည့်ကိုရွယ်စားပြန်ချိန်စကြည့် ထိုင်းကုံကုံလက်နဲ့ပြန်ပွက်စသည်ဖြင့်စတိုက်စုစလုံးလုံနေရင်ကနှုတ်မှလည်းညီးပါသည်ဟုတ်ပါသည်နန်ကျွန်နှင့်ညီကတချွာနီးနီးလောက်ထမိန်ပြေးသွားခြင်းဖြစ်ပါသည်အမျိုးသမီးကလူကြီးလူသွေးတန်တန်ပြန်ပြန်နေကဖြစ်ပါသည်မျက်နှာရောအသားရည်ပါကြည်ကြည်လင်လင်နဲ့သူထမိန်ကလည်းအတန်အသင့်ကြီးထိုက်သည့်ထမိန်အသည့်ဖြစ်သည်ကိုမင်းယုံနှင့်သိတာနေပြီဟိုနာတီနာစီကခီးတဲ့အမျိုးသမီးတို့ဤနှမိုးစရာဟဲတို့ ထမင်းကအကောင်းကြီးရဲ့တို့စားသောစကားတွေရထိုချက်ကို ခိုင်မာသေးပါသည် အမျိုးသမီးကတင်ငိမ်ပါသည် ထို့ပြင်အဆက်ကြောက်လည်းမကြီးလာပါသူနှုတ်မှယုံရင်ကြမ်းတမ်းသောစကားတွေမထွက်နမဲငစတွေမဆူသူထမင်းကလေးဤပြည့်နေသောနေရာကိုလက်ကလေးနဲ့ပုတ်ပွက်ကြည့်ကစကားတခွင်းကိုပဲသူဆိုပါသည်မင်းတို့ကကိုထမင်းရှာစားတဲ့ကားကူတော့ကိုတိကြအောင်လှောက်ထမှာပေါ်ဆိုသည့်စကားစပီယာကမူ မာနာကိုလည်းမသိမာနာကိုလည်းနားမလဲဆက်ဖြစ်ဖြစ်မျက်နှာနဲ့ပြန်လဲဖြစ်ရှင်းမုံကထမိန်တိရတာပေါ့အမရဲ့ဆိုသည့်စကားမကြခင်မှာပင်ဒီမျိုးသမီးလဲကဘောကစင်သွားပါသည် ကျွန်တော်လဲကျွန်တော်မတန်ရောက်တော့စင်ခဲ့သည်ပဲဖြစ်ပါသည်သို့တော်စိတ်ထဲတွင်က အခုထိခိုလူခိုလူကြီးဖြစ်လို့ဖင်နိုင်ကုန်တိသားတန်းပေါ်မှာထိုးထွက်နေသည့်တန်ကျွန်းတစ်ချောင်းပြဲသွားသည့်ထမိန်တစ်ထည်ပြီးတော့ ်ထမိန်တိရတာဖို့အမရေဆိုသည့်ကစပိယဤပြဒနာဖြစ်ရှင်ပုံစကားဒါငါတို့ဆွဲနေတဲ့လိုင်းကဒီတန်ကျွန်ထွက်နေတာငါတို့ကိစ္စဒီအမထမိန်ပြဲသွားတာငါတို့ကြောင့်ငါတို့တာဝန်စသည့်တာဝန်ခံတတ်သည့်စိတ်မျိုးပတ်ကြောင်များခေါင်းပေါ်နေရတာပါလေထမိန်အစ်စ်ဝယ်လိုက်ခြင်းဖြင့် ပြဒနာတွေကပြီးစရန်လားကျွန်တော်မကြည်နဲ့နိုင်ပါလောက၌ဒါငါကြောင့်ဟုဆိုကားတာဝန်ခံရသည့်စိတ်တည်း အကောင့်သူတွေကိုကျွန်တော်တွေ့ဘူးပါသည်တခါကမန္တလေးကနေရန်ကုန်သို့အပြန် express ကားကြီးတစ်စီးစီးနင်း၍လိုက်ပါခဲ့ရာ ထိုလေကားကြီးကလမ်းမှာ လေးကလောက်ပြတ်ပါသည်တခါပြက်လျင်အနည်းဆုံးတစ်နာရီခွဲကနေနှစ်နာရီဒီတော့ရန်ကုန်ကို6နာရီလောက်နောက်ကျပြီးမှဝင်ခဲ့တော့ကလည်းဖြစ်ပါသည်ရန်ကုန်မှာသူမဟုတ်ရန်ကုန်ကနေအခြားတခြားသောဒေသများသို့ဆက်ကား အချိန်နဲ့အညီအလုံးလုံးကြရမည်ခီးစဉ်တွေအတွက်ကတိကဖြစ်ကုန်ကြရသောခီးစဉ်လည်းဖြစ်ပါသည်သို့သော ထိုကားကိုကျွန်တော်တို့ကျင့်သက်သွားကြပါသည်ဒရိုင်ဘာစပယ်ယာအဆရှိကုန်သော ကားပေါ်ပါတာဝန်ရှိသူတို့ကအချင်းချင်းခေါင်းချင်းဆိုင်လိုက်ကြပြီးသောအခါအဝေးပြေးလမ်းမပေါ်ကထမင်းဆိုင်ကြီးတစ်ခုအတွင်းသို့ကားကိုမောင်းဝင်လိုက်ကမနက်စာထမင်းတစ်နက်ကိုကျွေးချင်းပင်ဖြစ်ပါသည်ကားပေါ်တွင်ပါရှိသော စကားပြောဆက်ဖြင့်လည်း ရန်ကုန်ဝင်နောက်ထပ်ရခြင်းသည်မိမိတို့ကြောင့်ဖြစ်၍ခွန်းလွတ်ပါရန်တောင်းပန်နေပါသေးသည်အခုအထိကျွန်တော်မမိနိုင်သည်ကသူတို့ကြွလိုက်သောထမင်းတစ်နှစ်ကြောင့်မဟုတ်သူတို့ဤငါတို့ကြောင့်ဟူသည့်တာဝန်ခံရယူရသောစိတ်ထားကြောင့်သာစကားမဆက်အိန္ဒိယ၌ကမ္ဘာကျော်ရုပ်ရှင်မင်းသားပရဗစ်အကြောင်းတတိယမိသားကလေးပြောပြခြင်းပါသည်ဘူတန်နိုင်ငံဟိမဝန္တာတောင်တန်းပေါ်၌တပင်းဆိုင်ဖို့ရန်အတွက် အမေရိကန်ဒေါ်လာ1000ပေးလူသည့်တတိယမဲဖြစ်ပါသည် Future Forest ခေါ်အနာဂတ်တည်တော်များကုမ္ပဏီကတဆင့်ပြင်ပစပြုပေးပါရန်လှူခြင်းဖြစ်ပါသည်။ဤနေရာ၌လူရသည့်အကြောင်း Prepaid ဖော်ပြချက်ကိုကျွန်တော်ကြိုက်မိခြင်းဖြစ်ပါသည်။သူကမောင်း၍ CO2 ထွက်တဲ့သူလင်းရမောင်း၍ CO2 ထွက်တဲ့သူရေကတ္တအုံ၍ CO2 ထွက်တဲ့သူ၄၃၍ CO2 ထွက်တဲ့ကဘာကူပူချင်းကျုပ်စီသည့်ကာဗွန်အောက်ဆိုက် ထုတ်လွှင့်မှုတွင်သူလဲပါဝင်ပါတည်းသူကြောင့်ထွက်သော CO2 များအတွက် သူတည်ပင်ဆိုင်ပေးရပါသည်တဲ့ဤ၌ prep ပေးသောဒေါ်လာ1000ကျောင်းကဘာကြီးပြန်လဲ HM တော့အန်ဟုကျွန်တော်ဆိုလိုနေခြင်းမဟုတ်ပါ CO2 တွေထုတ်တဲ့အထက်မှာငါလဲပါတယ်ဆိုသည့်တောင်ယူစိတ်ကိုပေါ်ပြလိုခြင်းဖြစ်ပါသည်ဖြစ်ကြဆန်းပေါင်းထွက်လာသော ကာဗွန်၌ထမိန်ပြဲသောအမှုသမီးကို ဖြစ်ကြဆန်းပေါင်းထွက်လာသောကာဗွန်၌ထမိန်ပြဲသောရှာသည့်အမှုသမီးကို ထမိုင်းသိရတာပေါ့အမရေဟုဖြစ်ရှင်းပြလိုက်ပုံမှာလူကြီးလူကောင်းတို့ဖြစ်ရှင်းနေမဟုတ်ပါငါတို့ကားကိုငါတို့ပြစ်စလက်ကထားခဲ့မိလို့ဟူသည့်အတွေ့မျိုးတွေးလိတွေးကြတွေးခြင်းမရှိသေးသမျှဤလောက၌အကြည့်တမြဲတန်နေမိတာဖြစ်ပါသည် ားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။